မင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေရီကန်တိုက်ပွဲဘုံချဲသွားသည့်စစ်တိုက်လေရင်ပျောက်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေရီကန်ဒီမှာတိုက်ပွဲအကြီးကျယ်ဖြစ်ပွားပြီးအရေးပေါ်စစ်ကူသွားသည့်စစ်တပ်လေရင်တစီပျောက်ဆုံးသွားကြောင်းတပ်တွင်းနီးစပ်သူတွေထံမှတဆင့်သိရပါတယ်နေရီကန်တိုက်ပွဲဟာရခိုင်တပ်တော် AA နဲ့အချမ်းဖက်စစ်ကောင်စီတို့ကြားတပတ်ကျော်ကြာတဲ့အထိတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီးနှစ်ဖက်အထိကိုက်ကြာဆုံးမှုတွေရှိနေပါတယ် ထို့သောတိုက်ပွဲပြင်းထန်တဲ့ချိန်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုပိုများလာပြီးနေပြည်တော်မှစစ်ကူအရေးပေါ်စစ်တိုက်လေရင်တစ်စီးဆင်လွတ်ခဲ့တာဖြစ်ပါတယ်။ထို့သောစစ်ကူသွားသည့်စစ်တိုက်လေရင်ဟာတိုက်ပွဲဖြစ်တဲ့နေရာကိုမရောက်ဘဲကြောက်ဆုံးနေကြောင်းသိရပါတယ်။အဆက်အသွယ်လုံးဝပြတ်တောက်သွားပြီးလေရင်မှုကိုစစ်တပ်ဘက်ကသိဆုံးခဲ့သည်ဟုထင်မှတ်နေတော့လေ။တိကျတိကျသည့်အတီးပြူးချက်ကိုမရရှိသေးကြောင်းသိရပါတယ်။ နရိတ်ကန်တိုက်ပွဲတွင်အကြီးမားဆုံးအခက်အခဲတစ်ခုကစစ်တပ်မှလေကြောင်းထောက်ခံတပ်ဖွဲ့များ၏အကြိမ်များစွာလေကြောင်းဝင်တိုက်မှုဖြစ်ပြီးဒေသခံများအပါအဝင်အာဏာပိုင်အတွင်းမှပါစိုးရိမ်ပူပန်မှုများတိုးပွားလာခဲ့သည်။လေရင်ပျောက်ဆုံးပြီးနောက်အစိုးရတပ်ပတ်မှလုံခြုံရေးတင်းကျပ်စွာစီမံချုပ်ကိုင်နေတော်လဲတိုက်ပွဲဒေသတွင်မှအဖွဲ့အစည်းအချို့ကလေရင်မှုကိုအသက်အန္တရာယ်မရှိသေးဘဲထွက်ပြေးနိုင်ခဲ့တဲ့ဟုသောသတင်းလဲထွက်ပေါ်နေသည်။ ဆက်လက်ပြီးစစ်ကောင်စီ၏စစ်သည်မော6စီကိုတိုက်ခိုက်မှု၄စီးမီလောက်ပြက်စီးနှမြုပ်ပြီးနှစ်စီးဆက်လက်မောင်းနေနိုင်ခြင်းမရှိတော့ပဲစစ်သား42ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယာဝတီမြစ်ကြောင်းတိုင်းစံထက်လာသောအကြံဖက်စစ်ကောင်စီ၏စစ်သည်မော6စီကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာစစ်သည်မော၄စီးမီလောက်ပြက်စီးနှမြုပ်ပြီးနှစ်စီးဆက်လက်မောင်းနေနိုင်တော့ပဲစစ်သား42ဦးသေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ9ရက်နေ့ထုတ်ပြန်သောကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်မန္တလေးမြို့ဂေါ်ဝန်စိတ်ကမ်းမှာအေယာဝတီမြေကျောင်းအတိုင်းစံထက်လာသောစစ်သင်္ဘော18စီကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မန္တလေးတိုင်းစစ်ဌာနကိုကယ်မှုအောက်ရှိပြုံးလင်ခရိုင်စစ်ဌာနကိုကယ်မှုဖြင့်အေယာဝတီစစ်ကျောင်းကသပိတ်ကျင်းမြို့နယ်ချောင်းတလေးကျွော်မှာကြောက်ကြီးဆက်စိတ်ကြနေရများတွင်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သင်္ဘော3စီးပြက်စီးမိလောင်ကတစီးနှမြုပ်ခဲ့ပြီးနှစ်စီးဆက်လက်မောင်းနေနိုင်ခြင်းမရှိကြောင်းသိရပါသည် အဆိုပါတိုက်ခိုက်မှုအတွင်ရန်သူစစ်ကောင်စီတပ်သား42ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရပြီးစစ်တင်ပေါ်တစင်းမြင့်မြုပ်သွားချိန်တွင် ရင်းစစ်တင်ပေါ်မှစစ်သားများမှအခြားစစ်တင်ပေါ်တစည်းပေါ်သို့အပြေးအလွှာခုန်တက်ကြသည်ကိုလည်းမြင်တွေ့ရသည်အကြံဖက်စစ်တပ်၏စစ်တင်ပေါ်အုပ်စုကိုမလေးတိုင်းစစ်ဌာန၏ကိုကဲမှုအောက်ရင်ပြည်ဦးလွင်ခရိုင်စစ်ဌာနကိုကဲမှုဖြင့်တိတုကောက်ွက်ရေးတပ်မတော် PDF 900ကိုတက်ရင် ပြည်ဦးလိမ်ဖိအိုင်တရင်များမိုးကုတ်ပြူဟာတပိတ်ချင်းတိုက်နယ်ပကပမြိုင်မျိုးနယ်ပကပမန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နှင့်မဟာမိတ်တပ်များကအေယာဝတီပူးပေါင်းစစ်ကြောင်းအဖြစ်ဆစ်စင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။ထို့ပြင်ယမန်နီနယ်နက်ပိုင်းမန္တလေးမြို့မှစစ်သင်းဘော6စီးပါတိုက်ခိုက်ရေးရရင်အုပ်စုတစ်ခုမှလည်းအေယာဝတီမြစ်ကြောင်းအတိုင်းထပ်မံ၍စံတက်လာကြောင်းဒေသခင်းတောက်သတင်းရင်းမြစ်များကပြောဆိုပါသည်။ရှိကထွက်သွားတဲ့စစ်သင်္ဘောအုပ်စုရောအခုမန္တလေးကထွက်လာတဲ့စစ်သင်္ဘောအုပ်စုရောဆိုရင် စစ်သင်္ဘောအုပ်စုနှစ်ခုတပြိုင်နက်တည်းထွက်လာနေတာမြေကမ်းပေးကြီးရွာတွေပို့ပြီးတည်ထားရပါမယ်ရှေ့သင်္ဘောအုပ်စုဖြတ်သွားပြီးပြီဆိုရင်တော့မပေါ်တင်ဘူးနောက်ထပ်စစ်သင်္ဘောအုပ်စုကလည်းထက်ထက်လာနေတယ်ဟုမန္တလေးအခြေစိုက်ကင်းထောက်တရင်ရေးမြစ်ကရှင်းပြပါတယ်အကြံပတ်စစ်ကောင်စီတပ်ကအေယဝတီမြေကြောင်အထက်သို့စံတက်လာနေသောစစ်သင်္ဘောများကိုတိုက်လေရင်များရဟတ်ရင်များဖြင့်ကောင်းကင်မှလုံခြုံရေးယူ၍လိုက်ပါပြီးနေကြောင်းလေကြောင်ဖြင့်ပုံကျဲတိုက်ခိုက်မှုများကိုလည်းလှုပ်ဆောင်နေကြောင်းသိရပါတယ် ဆက်လက်ပြီးမုံရွာမလေးလန်းပေါ်ငွေကောက်နေတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုင်းစစ်သား၃ဦးသေဆုံးတယ်လို့ PDF ပြောတယ်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မုံရွာမန္တလေးလမ်းပေါ်ငွေကောက်နေတဲ့စစ်အုပ်စုကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးကြောင်းမုံရွာခရိုင်အမှတ်လေးတရင်ရဲ့တာဝန်ရှိသူကပြောပါရယ်။အောက်တိုဘာ၄ရက်နေ့ညနေ9:00ခွဲခန့်ကမုံရွာမန္တလေးလမ်းတနေရာမှာခရီးသွားပြည်သူတွေကိုငွေကောက်နေတဲ့စစ်သားတွေကိုအဝေးထိန်းမိုင်းနဲ့အဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးသေဆုံးခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကပြောပါရယ်။ ။ဒါပြင်တက်ကူအယောက်30လောက်နဲ့ရောက်ရှိလာချိန်ထပ်မံမိုင်းခွဲတိုက်ခိုက်ရာစစ်သားနဲ့ပြူ9ဦးထိခိုက်သွားတယ်လို့၎င်းတာဝန်ရှိသူကဆိုပါတယ်။ပြည်သူတွေအနေနဲ့မုံရွာမန္တလေးလမ်းပေါ်မှာစကစဂါဒန်တွေနဲ့တွေ့ရင်ကံမလိုက်ကြဖို့ထပ်မံမြစ်တိုက်ရက်ခံပါတယ်လို့သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်စင်ရေးကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလီတပ်ခွဲနှင့်ငါမြင်ဆောင်ကွန်မန်ဒိုဖုံဦးဆောင်ကြီးမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလီမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလီတပ်ခွဲလီငါမြင်ဆောင်တီချာဖုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း28တပ်ခွဲ3တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လီ TSG တပ်ရင်း Children Fighter Group တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဆဲလ်စုဝင်တွေတိုက်ခိုက်ခံရချိန်မုံရမန္တလေးလမ်းယာယီပိတ်သွားခဲ့ပြီးညနေ6:00ကျော်မှပြန်ဖွင့်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီအောင်မုံရမန္တလေးလမ်းပေါ်မှာဖြတ်တန်းသွားတိုင်းတိုက်ခိုက်ခံရလို့ခီးသွွားရင်တွေကိုရှေ့ကသွားခိုင်းတာပြည်သူတွေကိုမိုင်းရှင်းခိုင်းတာတွေပြုလုပ်နေတယ်လို့တင်ပြရှိပါတယ်။ဆလပီရွေးကောက်ပွဲနီးလာ၍စစ်ကောင်စီကအရက်သားတွေအပေါ်အကြမ်းဖက်မှုပုံမှုကျူးလွန်လာဟု NUG ပြောတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာအယက်သားပြည်သူတွေကိုကျူးလွန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေပုံမလုံးဆောင်လာကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအောက်တိုဘာ၄ရက်ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီကအယက်သားပြည်သူတွေအပေါ်ဗတ်ပေါင်းဆောင်ကလူခွင့်ရေးချိုးဖောက်တာတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ထားကြောင်းအသိပေးထားပြီးစစ်အုပ်စုဟာသူတို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲအတွက်အားစိတ်ပြင်ဆင်နေတယ်လို့တပ်ဖက်မှလည်းအကြမ်းဖက်မှုတွေပို့အချိန်မြင့်လှုပ်ဆောင်နေတာလို့ဖော်ပြထားပါတယ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာအခုနှစ်စက်တင်ဘာလကုန်ပိုင်းအထိအချက်လက်တွေအရစစ်ကောင်စီတပ်အာဏာသိမ်းပြီးလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း3850ခန့်ပြုလုပ်ခဲ့ရာအရက်သားပြည်သူသေဆုံးသူ4100ကျော်ရှိကြောင်းအသိပေးပါတယ်။သေဆုံးသူတွေထဲမှာတော့အသက်16နှစ်အောက်ကလေးသူငယ်959ဦးပါဝင်ကြောင်းထုတ်ပြန်ပါတယ်။ ဒါပြင်လေးချောင်းတိုက်ခိုက်မှုတွေကြောင့်စတင်ကြောင်း384ကြောင်းစစ်ရုံစီကံ129ခုနဲ့ဘာသာရေးအဆောင်956ခုဖျက်ဆီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့စက်တင်ဘာနဲ့အခုအောက်တိုဘာလအတွင်းတပိတ်ချင်းစင်ကူမင်းတန်တီဘောနန်းစံနံပါတ်2မန်တုံ စတုံမိုးကုတ်ကြောင်မင်းကြောက်တော်ပလဝါတန်တွင်တဝဲတရက်ချောင်းလောင်းလုံးရေပြူစတဲ့မျိုးနယ်တွေအပါအဝင်နိုင်ငံတဝန်းအရက်သားဖြစ်သူနေထိုင်ရာတွေကိုပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ကြောင်းတော်လိုင်းရင်အင်အားစုတွေကပြောပါတယ်အာနာသိန်းစစ်တပ်ကရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပြီးတစ်ဖက်မှာလည်းပြည်သူကိုရန်သူလိုသဘောထားပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးတရင်ရင်းမြစ်ကပြောပါတယ် ရွှေကောက်ွယ်နေနေတွေကိုလက်နဲ့ကြည့်ပြစ်ဘုံကျဲတာအခုတော်တော်တော်များများတနင်္သာရီတိုင်းမြိတ်တဝဲခရိုင်ဘက်တက်မဟာလီဘက်မှာပို့လုလာတယ်ခိုတလောကဆိုတဝဲခရိုင်အတွင်းတဝဲမြို့နယ်အပါဝင်အခြားမြို့နယ်တွေကိုဝိုင်းတွဲနဲ့ကျဲတာလို့သူကပြောပါတယ်ချင်းကြီးနောက်တာဝန်ရှိသူတို့ဖြစ်တဲ့ဆလိုင်းယောမန်ကလည်းအော်တိုဘာ၄ရက်နေ့မှာမင်းတပ်မြို့နယ်နေရာကိုစစ်ကောင်စီလေးကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူထိခိုက်မှုရှိတယ်လို့နေအိမ်အစာအုပ်ဖြတ်စည်းမှုတွေရှိခဲ့တယ်လို့ပြောပါတယ်စစ်ကောင်စီကတော့သူ့ဟာသူလုံးစရာရှိတာလို့ ခံယူထားတာလုပ်ရမယ်လို့သူခံယူထားတာလုပ်ပါပဲဒါဘာကိုပဲလုပ်ရလို့ရပေါ့ဒီဒေါ်လာရေးကာလမှာသူလုပ်ဆရာရှိတာသူလုပ်မယ် ကျွန်တော်တို့လည်းကျွန်တော်တို့လုပ်ဆရာရှိတာကိုဟာနဲ့ကိုမျက်ချင်မပြတ်ဒီဇိုင်းမမတ်စူးစမ်းအားထုတ်နေဖို့ပဲလို့ဆလိုင်းယောမန်က ပြောပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ air strike drone paramotor gyrocopter စတဲ့လေကြောင်းတိုက်ခိုက်မှုပုံစံမျိုးစုံနဲ့ပြုလုပ်နေတာလို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းဇက်တိုက်ကျူးလွန်လျက်ရှိပြီးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း452မှုအထိကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်လက်ရှိအချိန်အထိစစ်တပ်ရဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတောင်တည်ဆုံသူပေါင်း 4863ဦးရှိကြောင်းထုတ်ပြန်ထားပြီးတည်ဆုံရသူတွေထဲမှာအသက်18နှစ်အရကလေးငယ်938ယောက်အမျိုးသမီး829ယောက်ပါဝင်တယ်လို့ဆိုပါတယ်စစ်ကောင်စီကပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေပိုလုံနေလို့လေကြောင်းသတိစည်ရေးသတိရှိကြဖို့လဲတော်လိုင်းရင်အားစုကတိုက်တွန်းနှိုးဆော်ထားပါတယ်ဆက်လက်ပြီးရွှေဘုံမှာတပ်မ33လက်အောက်ကန်စစ်ကြောင်းကို PDF တွေတိုက်ခိုက်9ဦးသေဆုံးပြီး4ဦးဖမ်းပြီး PDF နှစ်ဦးကြာဆုံးစစ်တပ်လက်နက်ကြီးကြောင်းကိုရင်လေးပါပြန်လွန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကောင်စီရဲ့တပ်မ33လောက်ခန့်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွင်စစ်ကောင်စီဘက်က9ဦးသေဆုံးပြီး4ဦးဖမ်းမိထားတယ်လို့ရွှေဘုံခရိုင်အမှတ်26တရင်ကထုတ်ပြန်ပါတယ်။အော်တိုဘားလနေ့ရက်နေ့မနက်6:00နာရီခွဲခန့်ကတပ်မ33လောက်ခန့်စခတ၈ကနေထွက်လာတဲ့ AR 60ခန်းရှိတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တာကနန်ကျေးရွာအနီးမှာပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။နေ့လယ်၁၂နာရီခွဲအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ကတက်ကြွကြီးစံထွေးအပါအဝင်ခုနှစ်ဦးသေဆုံးသလို၁၀ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေဘိုခရိုင်တရင်26ကအောက်တိုဘာလ9ရက်နေ့မနက်အစောပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ဒါပြင်တက်ကြွကြီးတဦးနဲ့တီတူစစ်မှုရန်တင်းနှင်းစင်စစ်သား၃ဦးဖမ်းမိခဲ့ပြီး60မမကွန်မန်ဒိုပြောင်းတက်လန့် MB3 တက်နက်တက်လန့် MB1 တက်လန့်နဲ့60မမအဖူးတပူ RPG 7အဖူးနှစ်ပူ ကျောလွယ်ချမ်းပါတကူ5.56ကြီတော့တရာသိသိနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မြို့ထဲမှာတက်ဆွဲထားတဲ့စစ်ကြောင်းတာကနန်ချိရွာကိုဝင်လာလို့စောက်တိုက်တာတုံပန်းတွေရောလက်နဲ့ခရံတွေပါရတယ်ဟုရွှေဘိုခရိုင်ပကဖားတဲ့ဤဆက်သူတအုပ်ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာရွှေဘိုမြို့တောင်ဘက်ပေါ် Go Brother ရုံမှာတက်ဆွဲထားတဲ့စစ်ကြောင်းဖြစ်ပါတယ်။ရွှေဘိုခရိုင်တရင်ဖလေ15 18 23 26 9800ကျောင်းသူကဲတာဝီကန်နဲ့ ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နိုင်ငါပြည်သူ့ကာကွယ်ရေးအဖွဲ့တောဟိုပြည်သူ့ကာကွယ်ရေးအဖွဲ့ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲတွေမှာပြည်သူ့ကာကွယ်ရေးရဲဘော်နှုတ်ချဆုံးခဲ့ပြီး၃ဦးထဏ်ရန်ရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာရွှေဘုံမြို့ဘော်ကနေစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်လို့ရွှေဘုံမြို့ကားကြီးပွဲအနီးအောင်မြေဖုံးကြီးကျောင်းအတွင်းသို့ကြားရောက်ပောက်ကွဲခဲ့ပါတယ်။ လက်နဲ့ကြီးကြီးထိမှန်လို့ကိုရင်လေးပါပြန့်လွန်တော့မှုပြီးရှစ်ပါထက်ရရခဲ့တယ်လို့ရွှေဘိုခရိုင်တရင်26ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီစစ်ကြောင်းမှာပြည်သူစစ်တင်နိုင်စင်တွေတော်တော်များများပါလာတယ်။လက်နက်ချဖို့ပြောပေမဲ့မရတဲ့အခါတိုက်စစ်ဖော်ရတာပဲလို့ရွှေဘိုမျိုးကအကာအကွယ်ရေးရဲဘော်တို့ကပြောပါတယ်။စစ်တပ်စစ်ကြောင်းဟာတိုက်ခိုက်ခဲ့ရပြီးနောက်ပြန်လေဆုတ်ခွာသွားပြီးထပ်မံစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေလို့ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးအနေနဲ့သတိပြုကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ ကျမိုက်တရီတဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။